နိုင်ငံရေး policy ကားတွေရိုက်ကူးဖို့ညှဉ်းဆန်းခဲ့တာကြောင့်အဖမ်းခံရဖို့အလားအလာရှိနေတဲ့တရုတ်ဆောင်ဖွေးဖွေးနဲ့လင်းယောင်မင်္ဂလာပါပရိသတ်ကြီးရှင်ယခုရက်ပိုင်းအတွင်းထပ်ပေါ်လာခဲ့တဲ့သတင်းတွေအရတရုတ်ဆောင်ဖွေးဖွေးနဲ့အလင်းရောင်တို့နှစ်ယောက်ဟာနိုင်ငံတော် policy ကားတွေရိုက်ကူးဖို့ညှဉ်းဆန်းခဲ့တာကြောင့်အဖမ်းခံရဖို့အလားအလာရှိနေတယ်လို့သိရပါဗျ။ အဆိုပါသတင်းကိုတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့သတင်းတွေကိုပြောကြားပေးနေတဲ့ကျော်မျိုးမင်းကပြောဆိုခဲ့တာဖြစ်ပြီးအနုပညာရှင်တော်တော်များများဟာ policy ကားဆိုင်ကိုပုံညှင်းဆိုင်ခဲ့ကြကနောက်ဆုံးအပြစ်ဒဏ်ပေးခံရမယ်ဆိုတဲ့သတင်းကိုကြားတဲ့အချိန်အားမှာတချို့သောအနုပညာရှင်တွေကလက်ခံခဲ့ကြပေမယ့်ပြောဆောင်ဖွဲ့ဖွဲ့နဲ့အလင်းရောင်တို့နှစ်ယောက်ကတော့ဘလို့မဆက်သွယ်လို့မရသလိုပြောဆောင်တွေအနေနဲ့ပအဝင်ဆိုင်ကူဖို့ကိုလည်းညှင်းဆိုင်ခဲ့တယ်လို့ကျော်မျိုးမင်းကပြောဆိုထားတာလည်းဖြစ်ပါတယ် ရုံးဆောင်ဖွေးဖွေးဟာ2021ခုနှစ်အာနာသိမ့်မှုကာလမှာအာနာသိမ့်မှုကိုစန့်ကျင်တဲ့သူတွေထဲမှာတက်ကြွစွာပါဝင်ခဲ့သူတယောက်ဖြစ်ပြီးပုံမှန်905ကကြီးနဲ့လည်းတရားစွဲဆိုခံထားရဘူးသူဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတရုတ်ဆောင်ဖွေးဖွေးဟာနိုင်ငံရေးနဲ့ပတ်သက်ပြီးလုံးဝပါဝင်ပတ်သက်ခြင်းမရှိတော့ဘူးဆိုတဲ့ခံဝန်ကတိနဲ့တရားစွဲဆိုခံထားရတဲ့ပုံမှန်တွေကနေလွတ်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။ ဖျုပ်ဆောင်အနေရောင်ဟာလေအာနာသိမ့်မှုဖြစ်စဉ်ကာလတွေမှာတော့ပါဝင်ခဲ့သူတယောက်ဖြစ်ပေမဲ့နောက်ပိုင်းမှာတော့အနုပညာလုပ်တွေလုပ်ရင်းနဲ့သာအေးအေးဆေးဆေးနေထိုင်နေသူတယောက်ဖြစ်ပါတယ်ပြခဲ့တဲ့လာပိုင်းရဲ့အတွဲမှာတော့တရုတ်ဆောင်နေတူတရုတ်ဆောင်မြင့်မြတ်တရုတ်ဆောင်နေဝင်တရုတ်ဆောင်မြင့်မြတ်မို့နဲ့တရုတ်ဆောင်ချူလေးတို့ပါဝင်တရုတ်ဆောင်ထားတဲ့နိုင်ငံရေးပေါ်လစီဇာကာတကားထွက်ရှိခဲ့တာဖြစ်ပြီးအဆိုပါဇာကာထဲမှာပါဝင်တရုတ်ဆောင်ခဲ့ကြသူတွေကိုပွိုင်းကောလုပ်ဖို့အတွက်ပြည်သက်တွေကတညီတညွတ်သေးပြောဆိုခဲ့ကြတာလည်းဖြစ်ပါတယ် ဒါကြောင့်မလို့အနုပညာရှင်တွေအနေနဲ့ policy ကားတွေရိုက်ကူးဖို့အတွက်ကြောင်းရနေကြရသလိုမရိုက်ကူးဘဲညှဉ်းဆန်ရင်လည်းအဖမ်းခံရနိုင်တဲ့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။နိုဝင်ဘာ9ရက်နေ့ဟာအနုပညာရှင်တွေတော်တော်များကိုနောက်ဆုံး last date ပေးထားတာ last date ပေးထားတာဒီနေ့ပြီးလို့မှမပေါင်းဆောင်ရဘူးမလုပ်ဘူးဆိုရင် okay သူတို့မကူညီဘူးနိုင်ငံတော်ကူညီစရာအကြောင်းမရှိဘူးကွာဆိုရင် okay အဲ့ဒါဆိုရင်တော့ ဘယ်ပုံကူတွေအဖြစ်တော့ကျွန်တော်တို့ပူပေါင်းကူညီဖို့စမ်းသပ်မရှိဘူးလို့ပြောပါတယ်ပြီးရင်ဘသူတွေကတော့ကျွန်တော်တို့ဘယ်လောက်ဆက်သွယ်ဆက်သွယ်မရပါဘူးလို့ဆိုတော့သူတို့ကအဲ့ဒီ report ကိုတဆက်ရလုံရေးတက်ဖို့နေစီလွှဲပေးရအစဉ်ရောက်ပြီအလွှဲပေးရတဲ့ခါကျရင်တော့အဲ့လုံရေးတက်ဖို့နေတာဝန်ယူရင်အဲ့ဒါအိုက်ကြရဲ့တခါနာကြအောင်ပဲထိခိုက်ကြအောင်ပဲအဲ့ကြတော့ဘယ်လိုဆက်လုပ်ကြမလဲဒီနေ့ငားရနေနောက်ဆုံးမှာလူပညာတွေအုပ်စုတဲကတချို့ပူပေါင်းလို့ဖုန်းဆက်တယ်လို့မကိုင်းဘူး ကိုနေ့ကကျွန်တော်ပြောတဲ့နာမည်တစ်ခုရှိတယ်မကင်ဘူးဆိုတဲ့အဲတို့အခုတချို့တော်တော်များအခုဆိုရင်ပူပပေါင်လာပြီကျွန်တော်ပြောတဲ့တချို့နာမည်တွေဟိုတနေ့ကကျွန်တော်ပြောတဲ့တချို့နာမည်တော်တော်များအခုလူပညာလောကတွေကလူပညာတွေတော်တော်များ90ရာခိုင်နှုန်းထက်မနည်းအခုပူပပေါင်တော့ပါပြီကုညီပေးနေကြပါပြီ90ရာခိုင်နှုန်းကျော်ပူပပေါင်ဝင်သွားကြပါပြီအခုအခုဒီနေ့နောက်ဆုံးအချိန်တွေဒါပေမဲ့တယောက်နဲ့ယောက်စကတ်ချန်နေတယ်ဥပမာကျွန်တော်နာမည်တက်ပြီးဒီနေ့မှပြောပါမယ်အဲလူတွေအကြောင်းကျွန်တော်နာမည်တက်ပြောမယ်အဲပုံပုံတွေကလောကပူပပေါင်မရှိဘူးလို့ကျွန်တော်ညနေဆောင်ဒီနေ့ညနေဆောင်ရတဲ့ information ပါအဲ့ဒီလူတွေက မင်းသမီးဖူဖူနောက်ကတင်းဆောင်အလင်းရအဲ့ဒီနှစ်ယောက်ကတော့နာမည်ကြီးဆုံးပဲလုံးဝဖုတ်ကော်လို့မရပွန်းလည်းပြောရင်တနေ့ကကျင်းပသွားတဲ့ကိုရွှေမန်းတို့ရဲ့မင်္ဂလာပွဲကိုတော့အဲ့ဒီနှစ်ယောက်ကတက်သွားသေးတယ်တဲ့ဒါပေမဲ့ဖုန်းဆက်တယ်သက်ဆိုင်ရာဒီပြည်ကြိုက်ဝင်ချင်တာတော့ရှိတယ်ဖုန်းဆက်တယ်ဆက်သွယ်တယ်လုံးဝဖုတ်မကင်ပါဘူးမိတ်တယ်ကွာလုံးဝအဲ့တော့တို့မိပါတယ်ကနေစက်သွယ်ပြောလေလုံးဝဖုံးမကင်ဘူးပူမိတ်တယ်ကြောင်းလည်းမပြောင်းဘူးလည်းမဆိုင်ဘူးဒီနေ့ညနေချင်းကျွန်တော်သိရတယ်မပေါဘူးမပါတော့မပေါဘူးဖုံးမကင်တာလေဆိုတော့အော်အဲ့လိုတွေ့ရတယ်အဲ့တော့ကြည့်ရတာတော့တို့ကလည်းကြည့်ရတာတော့ဟို 打麻将玩钱容易出嘛嘞？打麻将玩钱容易出嘛嘞？打麻将玩钱咯，人生也年年累。哎。只他妈让人生，人生摇命都保险。哎。是不？浦浦也那样也罗，天天是家猪猪尿布，脱下来嘞。老哇老哇，阿那玩意你不要啦，老哇妈批。人家有些人家老快死了嘞，阿那玩意你又弄死掉啦，都凶死的无得没有。不都嘛凶死的无，不都比我没亚好多无得。阿罗，都罗是啥他妈酷酷的无？酷酷的尼尼嘞，酷酷的酷的肥的无，扫码加我博呀。今下罗哩，咪咪扫码拍咪扫码，谁阿咪扫码的屁股嘛嘞？熟的着嘛。阿罗，浦安那边，酷酷的，只叫某人尼泰尼，只他妈伊拉。 ထောင်ထဲရောက်ကုန်တော့မယ်အဲကျွန်တော်တို့ကြောက်တော့ရောက်သွားတော့မှကျွန်တော်တို့လည်းပြောပြောလည်းပဲပြောလက်ထိတ်ကလေးနဲ့မြင်ရလို့တဲ့အဲ့ဒါမှကျွန်တော်တို့လည်းသတင်းပြောတာမကောင်းဘူးအဲ့တော့နိုင်ငံတော်ကူညီတာကောင်းပါလေဗျာ